င်္ဂလာပါရှင်။တတိယနေ့မီဒီယာကိုရဲ့ Now Media Career Podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်စပ်တဲ့သတင်းတွေ၊စောင်းပါးတွေနဲ့ဆိုတဲ့မြင့်မြတ်ချက်တွေကိုစူးစီးတက်ဆက်ပေးနေတာဖြစ်ပါတယ်။ NMG ရဲ့ Podcast ထုတ်လွှင့်ချက်တွေကိုတိုင်းရိုက်နားဆင်နိုင်သလို download လုပ်ထားပြီးအစီအပြေတဲ့အချိန်မှနားထောင်လည်းရပါတယ်။ကျွန်မစမိုင်းပါ။ ီနေ့သတင်းတွေထဲမှာတော့ရေစကြိုမြို့နယ်ထက်ကဘီဆက်ကုန်းရွာကိုစစ်ကောင်စီတပ်ကဝင်ရောက်မိရှုသွားပါတယ်။ဗမော်ကခရီးရန်ဖျားကြောင်းမိရှုဖျက်ဆီးခံလိုက်ရပါတယ်။ကတာဘဲမှာတော့စစ်ကောင်စီတပ်တိုက်ခိုက်ခဲ့ပြီးအယ30ဝန်းကျင်ကိုဖမ်းဆီးရမိထားတယ်လို့မြို့နယ်ပါကဖတာဝန်ရှိသူကပြောပါတယ်။တယံဇာတာသူဖော်ရေးလုပ်ငန်းတွေလုပ်ငန်းလိုင်စင်လျှောက်ဖို့တန်အပ်တဲ့ TNL ကအမိထုတ်လိုက်ပါတယ်ဒီနေ့အစီအစဉ်ကိုကျမနဲ့တူကူစောပွေးတို့ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အကွေတိုင်းရေစကြိုမြို့နယ်ရေလက်ကျွန်းဒေသဘီးဆက်ကုန်းရွာကိုမက်စလဆက်ရှဲနေနေလေပိုင်းကစစ်ကောက်စီစစ်ကြောင်းဝင်ရောက်ပြီးနေတွေကိုမီးရှို့ဖျက်ဆီးနေတယ်လို့ရေစကြို Township Info Committee ကထုတ်ပြန်ထားပါတယ်။လက်ရှိအချိန်ထိစစ်ကောက်စီစစ်ကြောင်းကရှိနေသေးတာကြောင့်မီးရှို့ခံရတဲ့အိမ်အတိအကျမတိရသေးဘူးလို့ရေလက်ကျွန်းပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံကပြောပါတယ်။မက်စကနေရနေ့ကစပြီးပခုတ်ကူအခြေဆိုင်အမတ်တရားတစ်ချင်းမြတ် တက်မှတ်ဌာနချုပ်နဲ့ရေစကြိုမြို့ကခမာယာ196 နှင့်ငါခုနှင့်ငါရှင်တက်ရင်ကစစ်တမ်းအင်အားနေရာကျော်နဲ့ရေလက်ကျွန်းဒေသကိုစစ်ကြောင်းတို့စီးနှင်းခဲ့တာလို့လည်းပြောပါရယ်ရေလက်ကျွန်းဒေသမှာတပ်ဖြတ်ခံရသူကလည်း16ယောက်ထဲမှနည်းရှိပြီဖြစ်ပါရယ်မက်လ၂ရက်နေ့ကနေ၄ရက်နေ့အထိမြေဆွန်းတောင်ရကိုစစ်ကောင်စီတပ်ဖွဲ့တွေဝင်ရောက်မိရှုခဲ့တာကြောင့်အိမ်266လုံးပျက်စီးခဲ့တယ်လို့မက်လ၅ရက်နေ့ကလည်း ဇယက်နီရွာကနေ68လုံးကိုမိရှုခဲ့တယ်လို့ Yes Joe Township Info Committee ကမက်စလာ16ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒါအပြင်တာကောင်၄ရွာကနေအလုံး20ကျော်ကိုလည်းမက်စလာ9ရက်နေ့မှာမိရှုခဲ့တယ်လို့လည်းဆိုပါတယ်။စကိုင်းတိုင်းကလေးမျိုးနယ်မှာမက်ရှလ၃ရက်နေ့ကနေ၁၈နှစ်ရက်နေ့အထိနှစ်ပတ်ကျော်အတွင်းလူငယ်၄၀ကျော်လောက်ကိုဖမ်းဆီးပြီးအများစုကိုကလေးမျိုးအခြေဆိုင်အမတ်၃၀တက်မတော်တမ်းမြင့်တင်တဲ့เจ้าကိုပို့ဆောင်ထားတယ်လို့ဒေသခံတွေကပြောပါရယ် ကလေးမျိုးပေါ်ကရက်ွက်တွေဖြစ်တဲ့အောင်မင်္ဂလာသဇင်တာဟန်ချမ်းမြင့်အောင်စီစတဲ့ရက်ွက်တွေမှာစစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေကလိုက်လံဖမ်းဆီးခဲ့တာလို့ဒေသခံတွေကပြောပါရယ် ရက်ွက်တွေထဲတီရှောက်တခင်ဝင်ရောက်ဖန်ဆီးတာရှိတယ်လို့လမ်းသွားလမ်းလာတွေရဲ့လက်ကင်ဖုံးတွေကိုစစ်ဆေးပြီးအကြောင်းပြချက်မခိုင်လို့တဲ့ဆွဆွဲချက်တွေနဲ့လူငယ်တွေကိုဖန်ဆီးဆူဆောင်းတာတွေလည်းရှိနေတယ်လို့ဆိုပါတယ်ကလေးမျိုးနယ်မှာတော့စစ်ကောက်စီရဲ့စစ်မှုထံအမတ်စင်6ကနေ5အထိတင်တဲ့သားတွေအတွက်လူငယ်185ယောက်ထက်မနည်းဖက်စီစုဆောင်ခံရတယ်လို့ကလေးမျိုးလူထုတိုက်ပွဲဦးဆောင်ကော်မတီက February 6ရက်နေ့မှာထုတ်ပြန်ထားပါတယ် ကချင်ပြည်နယ်ဗမာမြို့ကနှစ်80နီးပါးတက်တန်ရှိတဲ့စင်ပက်ထရစ်ကက်သလစ်ခရီးရန်ဖျားเจ้าကိုမက်စလ16ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးသွားတယ်လို့ဒေသခံတွေကပြောပါရတယ်။ပောက်ကုံရက်ွက်မှာရှိတဲ့အဲ့ဒီဖျားเจ้าကို ပမာမျိုးစုပေါင်းရုံးဘဲမှာရှိတဲ့စစ်ကောင်စီတပ်သားတွေကလာရောက်မိရှို့ဖျက်ဆီးသွားတာလို့ဒေသခံတွေကပြောပါရယ်။ဒီပြားချောင်းကို1958ခုနှစ်ဝင်းကျင်ကတိစောက်ခဲ့တာဖြစ်ပြီးပမာမျိုးရဲ့အထင်ကျပြားချောင်းတစ်ချောင်းဖြစ်တယ်လို့လည်းသူကပြောပါရယ်။ပမာမျိုးပေါ်မှာပြားချောင်းနဲ့စာတင်ချောင်းတွေအပါအဝင်နေအများပြားလဲလေချောင်းလက်နဲ့ကြီးနဲ့ drone ဘုံးတွေကြောင့်ထိခိုက်ပျက်စီးမှုတွေရှိနေပါရယ်။ပမာမျိုးကိုသိမ်းပိုက်နိုင်ရေးကချင်လွတ်လပ်ရေးတပ်မတော် KIA က2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ကတည်းကဒီနေ့အချိန်ထိထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးနှစ် ဖက်ကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံတွေကပြောပါတယ်။စကိုင်းတိုင်းအထက်ပိုင်းကတာဘက်မှာတော့စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီးတုတ်ပန်30ဝန်းကျင်ဖမ်းဆီးရမိခဲ့တယ်လို့မြို့နယ်ပကဖတာဝန်ရှိသူကပြောပါတယ်။ကတာမြို့ကနေထွက်လာတဲ့အင်အား150ဝန်းကျင်ရှိတဲ့စစ်ကောင်စီစစ်ကြောကို KIA ပူးပေါင်းတပ်တွေကမတ်လ15ရက်နေ့16ရက်နေ့တွေမှာကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားအယောက်30ဝန်းကျင်ကိုဖမ်းဆီးရမိထားပြီးလက်နက်ခဲယမ်းတွေလည်းတင်ပိုက်ရရှိတယ်လို့ကတာမြို့နယ်ပကဖတာဝန်ရှိသူတယောက်ကပြောပါရယ်။နှစ်ဖက်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကစစ်ကောင်စီတပ်သားအများအပြားလည်းထိခိုက်ဒေဆုပ်ခဲ့တယ်လို့ဆိုပေမဲ့အတိအကျတော့မသိရသေးဘူးလို့ဆိုပါရယ်။ စစ်ကောင်စီစစ်ကြောင်းကိုကချင်လွတ်လပ်ရေးတမန်တော် KIA မူသားတိုက်နယ်ပကဖာကတာခရိုင် PDF အမတ်တည်တဲ့ရင်တပ်ဖွဲ့တွေကပူပေါင်းတိုက်ခိုက်ခဲ့ရလို့ဆိုပါတယ်။အင်အားတက်ရကြောပါစစ်ကောင်စီစစ်ကြောင်းဟာတော်လဲရေးတပ်ဖွဲ့တွေဝိုင်းဝန်းပိတ်ဆို့ပြီးတိုက်ခိုက်နေတဲ့အင်းတို့မျိုးဘက်ကိုစစ်ကူသွားမဲ့စစ်ကြောင်းတွေလို့ယူဆရကြောင်းဆိုပါတယ်။ အင်းတော်မျိုးကိုတော်လန်ရေးတပ်ဖွဲ့တွေကတိတ်ပိုက်ရရှိထားတာဖြစ်ပြီးစစ်ကောက်စီတပ်ဖွဲ့တွေအခိုင်အမာခံစည်းပြုလုပ်ထားတဲ့မြို့အထွတ်တောက်ကုန်းပေါ်ကတပ်စခန်းကိုလည်းဝိုင်းဝန်းပိတ်ဆို့ထားပြီးတော့တိုက်ခိုက်နေတာဖြစ်ပါတယ်။မိုးကုံမျိုးကလုပ်ငန်းရှင်တွေအနေနဲ့မက်လကုံနဲ့အထိလုပ်ငန်းလိုက်စင်တွေရှောက်ထားဖို့တအံမျိုးသားလူမျိုးရေးတက်မတော် TNL ကအမိန့်ထုတ်ပြန်ထားပါတယ်။မိုးကုံမျိုးကတဘာတန်စတာတူဖော်ရဲလုပ်ငန်းရှင်တွေကုံသွေးလုပ်ငန်းနဲ့တခြားသောလုပ်ငန်းတွေလုပ်ကင်ဆောင်ရွက်နေတဲ့လုပ်ငန်းရှင်တွေအနေနဲ့ အခုမက်စလကုံအထိလုပ်ငန်းလိုင်စင်တွေရှောက်ထားဖို့ TNL ရဲ့စီးပွားရေးဌာနမှဘုတ်ချုပ်တာလမ်ကျော်မြတ်ကမက်စလ73ရက်နေ့ရက်စွဲနဲ့အမိန့်ထုတ်ပြန်ထားပါတယ်။ TNL ကထုတ်ပြန်ထားတဲ့လုပ်ငန်းလိုင်စင်ကိစ္စကိုပြန်ရုပ်သိမ်းပေးဖို့မိုးကုံမြို့အုပ်ချုပ်ရေးကုမ္ပဏီယုံကမိုးကုံမြို့မှာရှိတဲ့ PSLF TNL ယုံရဲ့မိုးကုတ်ခံမှုယုံကိုအကြောင်းကြားတောင်းဆိုထားပါတယ်။မိုးကုံမြို့ဟာအဖိုးတန်ပဒများတွေထွက်ရှိရာမြို့ဖြစ်ကျော်ကြားပြီးနီလာ ပြောင်ကောင်းစိန် မိုးကုတ်ကြောက်တွေလည်းထွက်ရှိပါတယ်။လက်ရှိမှာတော့အကြီးစားကြောက်မြတ်ထူဖွဲ့ရေးလုပ်ငန်းတွေကိုခွင့်မပြုသေးပဲတပိုင်တနိုင်ကြောက်ထူသမားတွေစာဝန်နေရေးပြည်လဲစီဖို့အသေးစားလောက်ွက်တွေကိုခွင့်ပြုထားတယ်လို့ TNL ကဆိုပါတယ်။ မတ်လ20ရက်နေ့မှာကြာရောက်မဲ့32နှစ်ပြည့်ချင်းတော်လည်ရင်နေ့အထိတ်အမတ်အဖြစ်အကျဉ်းသား82ယောက်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ချင်းအမျိုးသားတပ်ဦး CNF ကထုတ်ပြန်ပါတယ်။ချင်းအမျိုးသားတပ်ဦးဟာ2025ခုနှစ်အတွင်းနိုင်ငံရေး၊စီးရေး၊တပ်သမားအရေးလှုပ်ရှားမှုတွေကိုအရှိတ်အဟုန်တိုးမြင့်လှုပ်ဆောင်သွားမယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ ချင်းအမျိုးသားသက်မှတ်တော်နဲ့ဒီတန်ဒရက်အကွယ်ရေးတပ်ဖွဲ့ဟာ2025ခုနှစ်နလသအတွင်းစစ်ကောင်စီတပ်ရဲ့စခန်းတချို့ကိုတိမ်ပိုက်နိုင်ခဲ့ပြီးရန်သူ30ကိုရှင်းလင်းနိုင်ခဲ့တဲ့အပြင်စစ်တပ်ဘဲ20ကိုဖမ်းဆီးနိုင်ခဲ့ကရန်သူလက်နက်80လောက်ကိုလည်းသိမ်းယူနိုင်ခဲ့တယ်လို့ဆိုပါတယ် ချင်းပြည်အတွင်းစစ်ကောင်စီကိစေရင်နဲ့2008ဖွဲ့စည်းပုတ်အခြေခံဥပဒေဩဇာတည်ရောက်မှုအစုပ်သက်ရေးစစ်မှတ်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်ညီနောင်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လက်တွဲပြီးအစိုးတိုင်တိုက်ပွဲဝင်သွားမယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။စစ်ကောင်စီနဲ့မြန်မာနိုင်ငံမှာယင်းနှမြုပ်နယ်မဲ့ရုရှားရဲ့ယင်းနှမြုပ်နယ်မှုတွေအပါအဝင်နိုင်ငံတကာယင်းနှမြုပ်နယ်မှုစီမံကိန်းတွေဟာတရားမဝင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံပြောရေးဆိုခွင့်ရှိသူကပြောဆိုလိုက်ပါတယ်။ NUG သမ္မတရုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကမက်စလာဆက်ရှင်အနေထုတ်ပြန်ထားတဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်မှာထပ်သွင်းပြောဆိုထားပါတယ်။အာဏာသိမ်းမှုမတိုင်ခင်ကချုပ်ဆိုထားတဲ့ရင်းနှီးမြှုပ်နှံမှုစာချုပ်တွေနိုင်ငံမိတ်ပိုင်းခြားသတ်မှတ်မှုတွေကိုပဲအတည်ပြုလက်ခံထားတယ်လို့လည်းသူကဆိုပါတယ်။စစ်ကောင်စီကရုရှားနဲ့ဘီလာရုကိုတွားရောက်တာဟာလက်နက်ပစ္စည်းရရှိရေး အနာတီမြေကြီးနဲ့ရေကောက်ပွဲကနေနိုင်ငံရေးထွက်ပေါက်ရှာဖို့အတွက်လို့လည်းဦးကျော်စောကပြောပါရတယ်။ကနေဒါအစိုးရကမက်ချ်တာအတွင်းစစ်ကောင်စီအဖွဲ့ဝင်73ယောက်နဲ့စစ်ကောင်စီရဲ့ကာကွယ်ရေးဝန်ကြီးဌာနတပ်မ33ကိုပိတ်ဆို့အရေးယူထားပါတယ်။ဆွစ်ဇာလန်အစိုးရကလည်းစစ်ကောင်စီထိန်းချုပ်ထားတဲ့မြန်မာရှင်နယ်နဲ့တဘာဝဓာတ်ငွေလုပ်ငန်း MOGE ကိုတန်ခတ်ပိတ်ဆို့တဲ့စီးရင်မှာထက်သွင်းခဲ့ပါတယ်။ဒီလိုအရေးယူပိတ်ဆို့မှုတွေကိုကြိုးဆိုကြောင်းနဲ့ စေကောင်စီကိုလက်နက်နဲ့နှီးပညာလွဲပြောင်းပေးမှုရက်ဆိုင်ဖို့လောင်ကြာစီနဲ့ဗန်ဒံွေထောက်ပံ့မှုရက်ဆိုင်ဖို့နိုင်ငံတကာကိုထက်မှတ်တောင်းဆိုတယ်လို့လည်း NUG ကပြောပါတယ်စေကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ရုရှားခီးစင်မှာနိုင်ငံပေါင်းဆောင်ရွက်မှုသဘောတူညီချက်ဆက်ကုကိုလက်မှတ်ရေးထိုးခဲ့ပါတယ်အဲ့ဒီထဲမှာရုရှားရဲ့ထောက်ပံ့မှုနဲ့အသေးစားနျူကလ িয়ার တပ်အားဖြင့်စေုံတိဆောက်ရေးစိတ်ကဲတဲ့ရည်နှံချက်ဆက်ယုံတိဆောက်ရေးအပါအဝင်တဝဲအထူးစီးပွားရေးဆောင်မှာယင်းဒီမျိုးနယ်ဖို့စတဲ့သဘောတူညီချက်တွေပါဝင်ပါတယ် ီနေ့ရဲ့တည်င်းအစီအစဉ်ကိုဒီမှာပဲရပ်နားမှာဖြစ်ပါတယ်တိုင်းသားဒေသတွေထက်ကအဖြစ်ပြဲတွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊စာပါတွေဆက်သွယ်မိမျက်ချက်တွေကိုတည်င်းနဲ့မီဒီယာကွန်ရက်တည်င်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့တည်င်းဌာနရဲ့ဖော်ခတ်ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။